freezer buff စီမှတ်တဲ့အခါကျလို့ရှိရင်ဟို buff တွေကအများကြီးပဲပေါ့နော်အဲ့တော့ mini နေကုံလုံးကိုဘယ်လိုမျိုးမှတ်ရမှာလဲဒီနိုင်မဲ့ synonym စီနဲ့ကြက်ရမှာလားပေါ့နော်အဲ့တော့ freezer buff တွေမှတ်တဲ့အခါကျရင်တခြားဟိုအများသောအဖြစ်ပေါ့နော်ဟို main buff ပေါ်မှာ meaning ကမူတည်ရမှုပဲ ਨੇ preposition ပုံမှာလေ meaning ကမူတရားမျိုးရှိရပေါ့နော်အဲ့တော့ preposition ဆို particle ရဲ့ meaning ကိုကျန်ပြင်းသိတာရင်ဒီ phrase verb ရဲ့ meaning ကဘယ်လိုဖြစ်နိုင်လဲဆိုတာလေခံမှန်းလို့ရမျိုးရှိရပေါ့နော်အဲ့လိုမျိုးသိတာရင်အထူးသဖြင့် phrase verb တွေမှတ်တဲ့အခါနောက်ကိုမသိတဲ့ phrase verb တခုကိုတွေ့တဲ့အခါမျိုးမှာဟိုဒါကဘလို့ meaning လဲဆိုပြီးတော့မှတ်ရအပူပြီးတော့လွှဲခံမှန်းလို့ရနိုင်တယ်ပေါ့နော်အဲ့ဒီနေ့ view မှာကဟို particle up နဲ့တွေ့တဲ့ Fraser Bus ရဲ့ meaning တွေကိုကြံပြင်ကြည့်ရှုမှာပေါ့နော်။ဟို app က the 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 show အကုန်လုံးသိရဲ့ဒါ meaning ကပါလဲဆိုရင် direction ကိုပြရပါပေါ့နော်။အောက်ကနေအပေါ်တက်သွားတဲ့ direction ကိုပြရတယ်။ preposition တခုပေါ့နော်။အဲ့တော့အဲ့လိုမျိုး direction ကိုပြရတဲ့ Fraser Bus တွေဥမာ I get up at 7 a.m. ဒါဆိုရင် the show get out of bed အဲ့ရထားဆိုပြီးလဲနေရနေထားရတယ်။ direction ကအောက်ကနေပေါ်ဥသွားရတယ်။နောက် pick up the rubbish. ဒါဆိုလည်းအမိုက်ကောက်လိုက်တာမိုက်ကိုအောက်ကနေအပေါ်ယူပြီးတော့ကောက်လိုက်တာလေ Now look up in the sky. ကောင်းမော်ပြီးတော့အပေါ်ကိုကြည့်လိုက်တာလေ direction ကအပေါ်မှာပဲ Now uh I don't want to throw up in the toilet. ဒါဆိုလည်း throw up mean ဟိုအစာရင်ထဲကအစာရည်ကအပေါ်ကိုပြန်တက်လာပြီးတော့ and uh, direction ကအဲ့လိုအောက်ကနေပေါ်ပြပါဘောနော်ပြီးရင်တချို့ဒီ I give up I give up I give up smoking ဆို give up လို့တွေ့ရင်လေမျိုးလုံးထဲမှာလက်မြောက်လိုက်တာပေါ့နော်လက်မြောက်လိုက်တာကိုမြင်လိုက်အဲ့တော့လက်မြောက်လိုက်ပြီလေအရှုံးပေးလိုက်ပြီမလုပ်တော့ဘူးဆိုရယ် meaning အဲ့တော့ give up me you don't do it anymore အဲ့တော့ gua I give up smoking တွေ့ရင်ဟို I she doesn't smoke anymore ပေါ့နော်အဲ့တော့ give up ကိုတွေ့ရင်အဲ့လိုမျိုးလက်မြောက်လိုက်တဲ့ပုံလေးနဲ့တွေ့မှန်ပို့ပြီးတော့မမီရယ်ပေါ့နော်အဲ့လိုမျိုး direction လေးနေနဲ့မလို့ရတယ် now အချို့ I've bought a freezer box ရကြတော့လေ it shows getting better or improvement နှစ်ခုထပ်ပို့ပြီးကောင်းသွားတာ improvement ဖြစ်သွားတာတခုပြရပေါ့နော်ဥပမာတချို့အများအကုန်လုံးသိရ make up uh, i usually do my makeup before i go to work ဆိုရင် make up လင်းလိုက်ကိုယ့်ရဲ့ looks ကနှစ်ခုထပ်ပို့ပြီးလာပါတယ်အဲအားကြောင့်တချို့သူ make up လို့ခေါ် and we need to dress up for the party ဒါဆို party သွားမယ်ဆိုရင်တက်လာပါဝတ်ဝါမယ်အင်းအင်းအင်းနဲ့သွားလို့မရဘူး we need to dress more beautifully အဲ့တော့ dress up လို့တောင်းနေအောင် and we need to level up our english လက်ရှိ level ထပ်ပို့ပြီးတော့တိုးတက်လုပ်တာပြောရည် improving and let's spice things up for the party ဆိုရင် party ကပြင်းစရာကောင်းလို့ပါအခြား dj တို့ပါတို့ထည့်လိုက်မယ် solo ride ခေါ်လိုက်မယ်အဲ့လိုမျိုးပေါ့နော်ဟို to make something more exciting to improve improving something ပြောရပါပြီးရင်အာ uh, we should tidy up the room လို့ပြောရင် ခန်းရရှုပ်ပွားနေလို့ရှင်းလိုက်မယ်ရှင်းတော့အခန်းအတန်သွားမယ် improve ဖြစ်သွားမယ်အဲ့လိုမျိုးပေါ့နော်အခြေအနေတစ်ခုပို့ပြီးတော့တိုးတက်သွားတာ improve ဖြစ်သွားတာကိုပြရတဲ့အချိန်မှာလေ app ကိုတုံးတယ်နောက်တစ်ခုက app ကို limit တစ်ခုခုပြရတဲ့အချိန်မှာပေါ့နော်အဲ့ limit ကြီးပြီးသွားတာပဲဖြစ်ဖြစ် limit ပြည့်သွားတာပဲဖြစ်ဖြစ်အဲ့ဒီသတ်မှတ်ထားတဲ့ limit or level တစ်ခုကို light အမီလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဥပမာဒီလို fill up can you fill up my cup ဒါဆိုရင်ခွက်အပြည့် limit အပြည့်ဖြည့်ခိုင်းတာ and I can't catch up with the lessons. ဒါဆိုရင်စာကိုမလိုက်နိုင်ဆိုတာဒီ limit ဒီ level တခုကိုမလိုက်နိုင်တာဟုတ်ပြောတာပေါ့နော် and uh, I can't keep up with you. Uh, you are you walk very quickly. ဒါဆိုလည်းဒါသူ့ရဲ့လမ်းလျှောက်တဲ့ pace speed ကိုကဘလုံးမလိုက်နိုင် limit ကိုပဲပြတာပေါ့နော်ပြီးရင်အာဥမာ I wanted to bottle up my feelings လို့ပြောရင်ဒီ ပလင်းရှိမယ်ပလင်းအပြည့်ဆိုတော့ပြောချင်တာကအပြည့်ကိုမထုတ်ဘူးပေါ့နော်ဒီပလင်းထဲမှာပဲထည့်ထားမယ် I want to hide my feelings ဆိုပြောရတဲ့တူပဲပေါ့နော်အဲ့တော့မျိုးချရရဲ့များပြီးရင်မထဲမှာအောင်ပြည့်နေပြီဟိုမွန့်ချက်နေပြီဆိုရဲ meaning ပေါ့နော် I want to hide my feelings ဆိုဒီမှာဆို bottle of sin ဒီ bottle ရဲ့ပလင်းအဝါထိအဲ့လိုပြည့်သွားတဲ့ဟာကိုပြချင်တာ metaphor အနေနဲ့သုံးတာပေါ့နော်ပြီးရင်ဒီလိုဒီ clean up less clean up this room လို့ပြောရင်အခန်းတစ်ခုလုံးအမိုက်တစားမှမကြအောင်လုံးဝအပြည့် completely အခန်းတစ်ခုလုံးရှင်းလိုက်ဆိုရဲ meaning ပေါ့နော် now ဒီဟိုတချို့အများစုတုံးမဲ့ဒါ break up uh, we we broke up yesterday တို့ we just broke up တို့ပါလို့ဆိုရင်ဒီဟို app ရဲ့ meaning ကအဲ့လို two ဒီ relationship တတ်မှတ်ထားတဲ့ limit ကြီးပြည့်သွားပြီရက်သွားပြီဆိုရဲအဲ့လိုမျိုးမှလည်းတုံးနေပေါ့နော်ပြီးရင်တချို့ဒီ my grandmother's my grandmother brought me up ဆိုရင် ကလေးဘွားကနေလူကြီးရောက်လာဆိုတော့ဒီ stage limit level ကိုပြရတယ်အဲအဲ့ဒါမျိုးဆိုတော့ကျွတ် app တုံးနေပါတော့ဒါ improving ကိုပြရလို့ယူဆလို့ရတယ် now i grew up in yangon ဆိုလဲငယ်ရာကနေကြီးလာတဲ့ဒီ stage limit ကိုပြရတယ်အဲ့ဆိုတော့ grow up တုံးနေပါတော့အဲ့တော့အချို့ app ပါတယ် face above တိကြောင် limit တစ်ခုပြည့်သွားတာ100%ပေါ့နော်အပြည့် complete လောက်တာမျိုးပြရတယ် emphasize လုပ်ပြီးပြောတဲ့အချိန်မှာတုံးနေပါ now အချို့ app တွေအကြတော့ increasing the amount တခုခု amount umma. can you turn up the volume i cannot hear the music the ဆိုရင်တချင်းတန်ချဲ့ခိုင်းတာပါ increase the volume Umma, uh, လို့ပြောတာပေါ့ဥမာတချို့ဒီအာ i want to build up my muscles the muscle increase the volume of my muscles muscles တွေပို့ပြီးတော့ကြီးလာခြင်းနဲ့လို့တိုးလာခြင်းနဲ့လို့ပြောတာပေါ့နော်အဲ့လိုမျိုးသူကဟိုတခုခု limit တခုခု amount to တခုခုများသွားတာကို အာပြောတဲ့ချိန်မှာလေဒီလိုမျိုး app ကိုတုံးနေပါတော့အဲဒီမှာဆိုကြကျမ်းပင်းကြည့်လိုက် app ဒီ device ဆိုတာ device ရှင်ပြအဲ့လိုမဟုတ် indirect meaning ဆိုတာပိုကောင်းလာအောင်ပြရလေဖြစ်နိုင်လို့ stage တစ်ခုခု limit တစ်ခုခုရဲ့ပြည့်သွားအဆုံးရောက်သွားအောင်ပြရမယ်လေဖြစ်နိုင်တယ်ဟောပမာဏများလာမျိုးပြရလေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုကအဲ့လိုမျိုး phrase buff တွေလေ့လာပြီဆိုရင်ကိုယ့်ရဲ့ buff ကိုကြည့်ပေါ့နော် ဒီကိုရဲ့ breather buff မှာဒီ app ရဲ့ meaning ကဘယ်လိုဆန့်ချီလဲအဲ့လိုမျိုးမှတ်နိုင်လို့ရှင်အချို့နေရာတွေမှာစာအရင်မှတ်ဆရာမလို့ပဲね concept နဲ့လွဲ့အောင်မှတ်လို့ရအောင်မျိုးလေးရှိမှာပေါ့နော် so that's all about the concept behind the phrasal boss with app